ကရုကားလို့ပြောလိုက်ရင်ကွယ်လွန်သူကိုထည့်ပေးရတယ်နောက်ဆုံးခရီးစရိတ်လို့ဖူးတို့တော်တော်များများနားလည်ထားကြပါတယ်။တိတ်ဆုံးသူတွေကမရဏလှေကိုစီးပြီးတော့တစ်ဖက်ကန်းကိုကုဖြတ်ရတယ်ဆိုတဲ့အယူအဆကလည်းဟိုးရှင်းနှစ်ပေါင်းများစွာကလေးကလည်းရှိနေခဲ့ပါတယ်။ဒေတာအလိုက်ကရုကားနဲ့ပတ်သက်တဲ့အယူအဆတွေဘလို့ကွဲပြားနေမလဲ။ ဒီနေ့ရဲ့ horror moment story အစီအစဉ်မှာကရုဏာနဲ့ပတ်သက်ပြီးတော့လိလာမိသမျှအကြောင်းအရာတွေကိုဖူးဝပြပြပေးသွားမှာဖြစ်ပါတယ်။ညီမကတော့စောင်းမုံဖူးပါ။ အနောက်တိုင်းမှတ်တမ်းတွေအရာ ferryman လို့ခေါ်တဲ့မရဏဂရုသမားကခေါင်းဆောင်ပါတဲ့ဝိယုံနဲ့အရှိကြီးကိုဝစ်စင်ထားတတ်ကြပါတယ်။သူ့ရဲ့ခေါင်းဆောင်ကိုမျက်လုံးအုပ်တဲ့အထိအမြဲဆောင်းထားတဲ့အတွက်ကြောင့်သူ့ရဲ့ရုပ်ပုံအမှန်ကိုဘယ်သူမှမမြင်ဘူးကြဘူးလို့လဲဆိုပါတယ်။ ူရဲ့လှေထိပ်မှာလည်းမှိန်ပြပြလင်းနေတဲ့မိရင်တလုံးကိုတက်ဆင်ထားတယ်။မရဏမြေကမ်းမှာတော့အချိန်ကအမြဲတမ်းမှောင်မိုက်နေတဲ့ညအချိန်ဖြစ်နေလို့နေရောင်ခြည်ကိုဘယ်တော့မှမမြင်ရနိုင်ပါဘူး။ပြီးတော့မြစ်ထဲကိုလှေနဲ့ဖျက်ကူးတဲ့အခါမှာလည်းမြစ်တက်ရှောင်းမြူရီဆိုင်နေတဲ့အတွက်ကြောင့်တပတ်ကမ်းမှာဘာရှိနေရဲဆိုတာကိုဘယ်သူမှအချို့မသိနိုင်ကြပါဘူး။လူတယောက်တေတိုင်းမှာမရဏကရုသမားကလှေနဲ့ရောက်လာပြီးတော့လာခေါ်တက်ကြောင်းလဲသိထားပါဗျ။ ဂရုကမပေးနိုင်လို့ဘဝမကူးနိုင်တဲ့ဝိညာဉ်တွေကလည်းလူတွေကိုဂရုလှေအကြောင်းပြပြပြီးတော့သူတို့အတွက်ဂရုကလူတန်းပေးဖို့အကူအညီတောင်းတက်ကြတယ်လို့ပရလောကနဲ့ဆက်သွယ်နိုင်သူတွေကပြောပြလေးရှိပါတယ်။အဲဒါအကြောင်းပဲမကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေကလည်းတစဉ်ဂရုသမားနဲ့ဘဝကူးနိုင်ဖို့အတွက်ဂရုကတောင်းတဲ့အကြောင်းဟာတက်ရှိ လူသားတွေစီကိုသတင်းပြန့်နှံ့လာခဲ့တာပါ။ဂရိတန်နာရီတွေထဲမှာတော့မရဏလှေကိုမောင်းတဲ့ဂရုသမားကိုချာရွန်လို့နာမည်ပေးထားပါဗျ။ ရှိခိအယူအဆတွေအရာချရုံးဟာတက်ရှိလောကနဲ့တည်ဆုံးသူတွေရဲ့လောကကိုပိုင်းခြားထားတဲ့မရဏမြစ်ကိုဖြတ်ပြီးတော့ဝိညာဉ်တွေကိုပို့ဆောင်ပေးရတဲ့ဂရုသမားပဲဖြစ်ပါတယ်။တကယ်လို့လူတယောက်တည်ဆုံးသွားတဲ့အခါမှာမရဏမြစ်ကမ်းမှာချရုံးနဲ့ဆုံရမှာပဲဖြစ်ပါတယ်။အဲ့ဒီအခါကိုဘက်ကဂရုကအဖြစ် ဒင်းကားတပြားပေးလိုက်ရင် သူကလှေနဲ့တစ်ဖက်ကန်းကိုပို့ပေးပြီးတော့ဘဝကူးနိုင်ဖို့ကူညီပေးလိမ့်ရှိပါတယ်။ဂရုကမပါတဲ့သူတွေကလှေစည်းခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့ဘဝမကူးနိုင်ဘဲနဲ့ဝင့်ကျင်ဘဝနဲ့ပဲတဝဲလည်လည်ရှောက်သွားနေရတတ်တယ်လို့လည်းယူဆထားကြပါတယ်။ အဲ့ဒါကြောင့်ပဲရှေခိတင်းကြိုင်းတွေတူဖို့ကြည့်တဲ့အခါမှာခြာရုံကိုပေးရတဲ့ဂရုကအဖြစ်သတ်မှတ်ထားတဲ့ဂျင်းကားပြတွေကိုရုပ်အလောင်းတွေရဲ့ပတ်သက်ထဲမှာတွေ့ရတတ်ပါတယ်။တချို့မီးစကြိုပြီးမြုပ်နှံတဲ့အုတ်ဂူတွေမှာဆိုရင်လည်းပြာအိုးထဲမှာဂျင်းကားပြကိုတွေ့ရနိုင်ပါတယ်။ ဂရုကထည့်တဲ့အခါမှာလူအများစုကဂရုကကိုလူတေရဲ့ဗဇက်ထဲကိုပဲထည့်ပေးလိရှိကြပါတယ်။ဗဇက်ထဲထည့်ပေးလိုက်ရတဲ့အကြောင်းရင်းကတော့တကယ်လို့အင်ကြီးအိတ်ကက်တဲ့ဒါမှမဟုတ်တေသူရဲ့လက်ထဲကိုထည့်ပေးလိုက်မယ်ဆိုရင်ဂရုကကမတော်တဆကြပြောက်တာလူကြတာမျိုးဖြစ်ပြီးတော့ကြံခဲ့မှာကိုစိုးရိမ်လို့ပါ။ပစတ်ထဲထည့်ပေးလိုက်တဲ့အတွက်ကြောင့်ဂရုကကတေသူနဲ့တသားရဲဖြစ်ပြီးတော့မပြောင်းမရှပဲကိုနဲ့မကွာပါသွားအောင်ဆောင်ရွက်ကြတာပဲဖြစ်ပါတယ်။ ချာရိုနဲ့ပတ်သက်တဲ့ဒဏ္ဍာရီပုံပြင်ကဂရိနယ်ရောမလူမျိုးတွေရဲ့အတုပအလေးအထားတချို့ကနေဒီကဘာလုံးကိုပြန့်နှံ့နေခဲ့ပြီးတော့အရှိတိုင်းနိုင်ငံတွေမှာပါယုံကြည်လက်ခံထားကြပါတယ်။အခကျင်းငွေမပေးနိုင်တဲ့တေလွန်သူဝိညာဉ်တွေကဘဝမကူးနိုင်လို့မလွတ်မြောက်ဘဲနဲ့မရဏမြည့်ရဲ့ဒီဘက်ကမ်းမှာပဲလှည့်လည်သွားလာနေရတယ်လို့ထင်ပြီးတော့စိုးရိမ်ခဲ့ကြပူပါတယ်။ မရနာမြစ်ရဲ့တဖက်ကန်းကိုတော့လှေပေါ်ပါသွားတဲ့သူကလွယ်ပြီးဘသူမှမမြင်နိုင်တဲ့အတွက်ကြောင့်ဟိုဘက်ကန်းမှာဘာတွေရှိနေရဲဆိုတာကိုတော့ဘသူမှမသိနိုင်ကြပါဘူး။ခြာရုံအကြောင်းကိုတော့မလွတ်မြောက်သေးတဲ့ဝိညာဉ်တွေရဲ့ပြောပြချက်ကြောင့်သိခဲ့ရတယ်လို့ဆိုပါတယ်။ ရုသမားချရုံအကြောင်းကို BC 900စုမှာဂရိအမှတ်တမ်းဆရာတွေကစတင်ရေးသားခဲ့ကြတာပါဂရုကပေးရခြင်းနဲ့ဂရုလှေအကြောင်းကိုရှေခိဂရိပကြီးလက်ရာတွေစာပေတွေနဲ့ပြဆက်တွေမှာလည်းအချိန်ချင်းပုံဖော်မှတ်တမ်းတင်ထားပါဗျာ အဲ့ဒီတုန်းကဆိုရင်အတုပအခမ်းအနားတွေမှာတုံးတဲ့ပန်းအိုးတွေကိုလည်းခြာရုံရဲ့ဂရုလှေပေါ်တက်နေတဲ့အမြင့်ကွင်းပုံတွေနဲ့ရေးဆွဲအလားစင်လေးရှိကြပါတယ်။တချို့မှတ်တမ်းတွေမှာတော့ဂရုသမားခြာရုံကိုမသိဘဲနဲ့နှစ်ပေါင်းများစွာအသက်ရှင်နေတဲ့အဖိုးတဦးအဖြစ်လည်းဖော်ပြထားကြပါတယ်။တခြားယဉ်ကျေးမှုတွေမှာတော့ဂရုသမားကိုတေမင်းအဖြစ်ပုံဖော်ထားပြီးတော့ဝိယုံနဲ့ကြီးဝတ်ထားတဲ့အယိုးစုအဖြစ်ပုံဖော်လေးရှိကြပါတယ်။နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတရုတ်ဖော်ပုံချင်းမတူညီပေမဲ့လည်းဂရုလှေစီးပြီး ော့ဘဝကူးရတယ်ဆိုတာကိုတော့အားလုံးကလက်ခံထားကြပါတယ်။တကယ်တမ်းကလည်းဂရုသမားရဲ့မျက်နှာအစစ်အမှန်ကိုတည်ပြီးသားလူတွေကသာမြင်တွေ့နိုင်ပြီးတော့တရှိလူသားတွေအနေနဲ့မြင်တွေ့နိုင်မှာမဟုတ်ဘူးလို့လည်းဆိုကြပါတယ်။ဂရိတန်တာရီမှာတက်ရှိလောကနဲ့တေဆုံးပြီးနောက်ဘဝကိုပိုင်းခြားထားတဲ့မရဏမြစ်ကို Stax River လို့ခေါ်ပြီးတော့ Stax ဆိုတာကတုံလှုပ်ခြောက်ခြားခြင်းလို့အဓိပ္ပာယ်ရပါတယ် ဒနာယီလာမြစ်တစင်းဖြစ်တဲ့ stack မြေဟာဂရိယာဇဝင်တဲကနဖျားမတပားပိုင်တဲ့မြစ်ဖြစ်ပြီးတော့ပြရလောကနဲ့ဆက်ဆက်နေတဲ့မြစ်တစ်ခုလည်းဖြစ်ပါတယ်။နဖျားတွေရဲ့တစ္ဆာဆောင်တိမှုကို stack မြေကမြစ်ရည်နဲ့ကျင်းဆိုတစ္ဆာပြုလေရှိပါတယ်။ဒီမြစ်ရည်ကိုသုံးပြီးရောနဖျားတွေကတစ္ဆာပြုတာတွေကျင်းဆိုတာတွေပြုလုပ်နိုင်လို့ဂရိပုံမြင်တွေမှာ stack မြေကိုတကိုးကြီးမားတဲ့တစ္ဆာရည်မြစ်လို့ဖော်ပြထားကြပါတယ်။ မရနာမြစ်ကတစ္ဆာပြုလို့ရတဲ့ဆွမ်းအားတွေရှိနေပေမဲ့လည်းဘသူမှမတောက်နိုင်အောင်အစိတ်ရည်တွေပြည့်နေတဲ့မြစ်တစ်ခုပဲဖြစ်ပါတယ်။မြစ်ရည်ထဲမှာဒရွန်ဝိတုအမျိုးမျိုး၊ချိန်စာအမျိုးမျိုး၊ဂရီတစ္ဆာအမျိုးမျိုးနဲ့တကိုးဆွမ်းအားအမျိုးမျိုးပျော်ဝင်စီးစင်းနေလို့စတက်မြစ်ရည်ဟာအစိတ်အယံပြင်းလွန်ပါတယ်။တရုတ်ရောက်ကတောက်လိုက်မိရယ်ဆိုရင်တောက်တဲ့သူကိုတေးစေနိုင်တယ်လို့လည်းဆိုကြပါတယ်။ မရဏမြစ်ကနတ်တွေနဲ့သက်ဆိုင်တဲ့မြစ်ဖြစ်လို့တာမန်သူတွေအနေနဲ့မြင်တွေ့ခွင့်ရဖို့ကတော့မဖြစ်နိုင်ပါဘူး။ဘဝကူဖို့အတွက်ဖြတ်တန်းရတဲ့မရဏမြစ်အကြောင်းကိုအရှိတိုင်းမှာလဲပုံစံအမျိုးမျိုးနဲ့မှတ်တမ်းတင်ထားကြပါဗျ။ ဂျပန်လူမျိုးတွေရဲ့ဝိညာဉ်လောကနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေမှာလည်းမရဏမြစ်ကိုကူးဖြတ်ရတဲ့အယူအဆကရှေးခေတ်အနှစ်ပေါင်းများစွာကတည်းကတရှိနေပါတယ်။ဂျပန်ရိုးရာစာပေတွေမှာတော့မရဏမြစ်ကိုဆန်ဆူးမြစ်လို့ခေါ်ဆိုပြီးတော့တေလွန်သောမြစ်ဟုလည်းသတ်မှတ်ထားပါတယ်။ တေသူရဲ့ဝိညာဉ်ဟာဘဝမကူးခင်စံစူးမြစ်ကိုဖျက်ကူးရတယ်လို့ယူဆကြပါတယ်။အသက်ရှင်နေစဉ်လူဘဝတုန်းကကောင်းမှုမကောင်းမှုအလိုက်အပြစ်အနေအများပေါ်မူတည်ပြီးတော့လမ်းကြောင်းမတူဘဲတစ်ဖက်ကန်းကိုကူးဖျက်ရတယ်လို့လည်းဆိုပါတယ်။တကယ်လို့ကိုကကောင်းတာလုပ်ထားရင်ကရိုးလီကကောင်းတဲ့နေရာကိုပို့ပေးပြီးတော့ကောင်းပွန်စွာနဲ့ဘဝကူးရမှာပဲဖြစ်ပါတယ်။ တေသူကမကောင်းတာများနေရင်တော့ဂရုလီဟာမကောင်းတဲ့လမ်းကြောင်းအတိုင်းဥတီလှောက်ခတ်သွားရင်းနဲ့မကောင်းတဲ့ကန်းကိုပဲပို့ပေးပါလိမ့်မယ်အိန္ဒိယလူမျိုးတွေရဲ့ဘာသာတရားထဲမှာလည်းမရဏမြင့်နဲ့ပတ်သက်ရင်ကုသိုလ်အကုသိုလ်အလိုက်တယောက်နဲ့တယောက်မတူညီကြတဲ့ကြုံတွေ့မှုတွေကလည်းရှိနိုင်ကြောင်းကိုဖော်ပြထားပါတယ်။အိန္ဒိယမှာတေသူတွေဘဝကူးတဲ့အခါမှာဖြတ်တန်းရတဲ့မြစ်ကိုဘိုင်းဒရာနီမြစ်လို့ခေါ်ပါတယ်။ ဘိုင်ဒရာနီမြစ်ဟာအိန္ဒိယဘာသာတရားတဲ့ကဒဏ္ဍာရီမြစ်တစ်ခုပဲဖြစ်ပါတယ်။ကဘာမြေနဲ့တင်မင်းနဲ့ဖျားရဲ့နေမြေကြားမှာတရှိပြီးတော့ဘိုင်ဒရာနီမြစ်ဟာလည်းလူသားတွေရဲ့အပြစ်ကိုတန့်စင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။မြစ်ကိုဖျက်ကူးတဲ့အချိန်မှာတေသူကသူတော်ကောင်းဆိုရင်ပန်းဝိရှိလိုကြည်လင်တဲ့ရေကိုမြင်ရပြီးတော့အပြစ်တွေများနေတဲ့သူဆိုရင်တော့သွေးရောင်တွေနဲ့ပြည့်ပြီးတော့ညီရဲနေတဲ့မြစ်ရေပြင်ကိုမြင်ရတယ်လို့ဆိုပါတယ်။ မြေကြီးကတေသူရဲ့အပြစ်အနဲအများအလိုက်အယောင်ပြောင်းသွားကြောင်းကိုလည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်အနောက်တိုင်းမှာကောအရှေ့တိုင်းမှာပါဒီဘဝကနေနောက်ဘဝကိုကူးဖို့အတွက်မရဏမြစ်ကိုဖျက်တမ်းရတယ်ဆိုတဲ့အယူအဆအချင်းကတော့အတူညီနေကြပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းဂရုက ပေးခြင်းနဲ့ပတ်သက်ပြီးတော့ယူဆထားတဲ့ဇလံအမျိုးမျိုးလည်းရှိပါတယ်။ဖူချမှုတာကတော့မြန်မာနိုင်ငံမှာဂရုကပေးခြင်းဒလစ်စပေါ်လာတာကတီဟိုခိရှင်ကျင်းမှုတွေကနေကူးဆက်လာတာလို့သိရပါတယ်။ တတိယအသင်္ကာယနာမတင်ခင်ကာလတုန်းကတီရိလင်္ကာမှာယောဂကပ်ဘေးတွေအမျိုးမျိုးကြောက်ရောက်ပြီးတော့လူတွေအများကြီးတည်ဆုံးခဲ့ကြပူပါတယ်။လူတွေတွေများလာပြီးတော့စနစ်တကျနဲ့တည်တည်ချာချာမသွေးကြိုးနိုင်တဲ့အတွဲမြို့ရွာတွေကလူတွေအလောင်းတွေနဲ့ပြည့်နေပြီးတော့အပုံနဲ့တွေထွက်လာပါတယ်။လူတွေအနှံ့ကြောင်မြို့ပတ်ဝန်းကျင်ကိုဘလူးတွေရောက်လာပြီးတော့မြေမြုပ်ခါစားလက်လက်ဆက်ဆက်အလောင်းတွေကိုဖော်ပြီးတော့စားတောက်နေကြပါတယ်။ ဒေသခံတွေကဘလူးတွေရဲ့ရံကိုကြောက်တဲ့အတွက်ကြောင့်လူသေးအလောင်းကိုမြေမမြုပ်တော့ဘဲနဲ့ပင်လယ်ထဲမျောပစ်ဖို့ကိုစီစဉ်ခဲ့ကြပါဗျ။အဲ့ဒီရုံးဝဆိုရင်လူစုလူဝေးနဲ့နာရေးလိုက်ဖို့ဘူကမလွယ်ကူပါဘူး။ယောဂကန့်နဲ့သေဆုံးသူတွေများတဲ့အတွက်ကြောင့်ရောအလောင်းစီကနေယောဂဘိုးကူးဆက်မှာကိုစိုးရိမ်ကြတဲ့အတွက်ကြောင့်မှနာရေးမပို့နိုင်ကြပါဘူး။ အဲ့ဒီအတွကြောင့်မို့လို့ဖုတ်သွင်းပညာတတ်တဲ့သူတွေကတည်သူကို ဖုတ်သွင်းပြီးတော့မြစ်စိတ်ကိုသူ့ဘာသာလမ်းလျှောက်သွားနိုင်အောင်လုပ်ဆောင်ခဲ့ကြပါတယ်။လုံကြီးနဲ့အဝတ်အစားတွေကိုပြောင်းပြန်ဝတ်ပေးတာခေါင်ရမ်းပန်းကိုခေါင်းမှာပန်ပေးလိုက်တာတွေကတော့လမ်းမှာတွေ့လို့ရှိရင်ဒီလူကတည်ပြီးသားသူကိုဖုတ်သွင်းထားတယ်ဆိုတာသိအောင်အမှတ်အသားလုပ်ပေးထားတာပါ။ ဘာလို့လဲဆိုတော့တကယ်လို့လမ်းမှာစုံတဲ့သူကတည်ပြီးသားလူမှမသိဘဲနဲ့သွားနှုတ်ဆက်မိလိုက်မယ်ဆိုရင်ဒါမှမဟုတ်သွားထိကင်လိုက်မယ်ဆိုလို့ရှိရင် ဖုတ်သွင်းထားတာပြက်ပြီးတော့မှလဲကျသွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ခွဲခြားနိုင်အောင်အဝတ်အစားတွေပန်းတွေနဲ့အမှန်အသားလုပ်ခဲ့ကြတာပါ။အဝေးအစားပြောင်းပြန်ဝေထားတာနဲ့ခေါင်ရမ်းပန်းပန်ထားတာကိုကြည့်ပြီးတော့တာမန်လူလားတေးပီးသားလူလားဆိုတာကိုခွဲခြားနိုင်မှာပဲဖြစ်ပါတယ် မသွင်းခင်မှာတကြိုစရိတ်အဖြစ်ငွေတမတ်ကိုလည်းပါဆက်သေးကိုထည့်ပေးလိုက်ကြပါတယ်။ဖုတ်သွင်းထားတဲ့တေသူကမြစ်စိတ်ကိုရောက်လာတဲ့အခါမှာ အသင်းဆောင်နေတဲ့သူ့ဘရာသာကပါဆက်သေးကတကြိုစရိတ်ငွေတမတ်ကိုကရုကအဖြစ်ယူလိုက်ပါတယ်။ရှေးလူကြီးတွေရဲ့ပြောစကားအရာကရုကထည့်ပေးတဲ့အယူအဆကတီဟိုခိခရေက ဇလန်းတွေကနေခေအဆက်ဆက်မှာဇာပနဒလေးအဖြစ်ဆင်းသက်လာတာလို့ဆိုကြပါတယ်။ရိုးရဒလေးထုံးလန်းတွေမှာဂရုကထဲ့တဲ့ဒလေးကအရှိတိုင်းမှာကောအနောက်တိုင်းမှာပါနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့ကြပါတယ်။ဒီနေ့အထိလည်းယုံကြည်လှုပ်ဆောင်နေဆဲဖြစ်ပြီးရောဇာပနအခမ်းအနားတွေနဲ့ပတ်သက်ရင်တက်တန်းရှိကြတဲ့ရင်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။ဂရုကထဲ့တဲ့အခါမှာဆန်းသာတဲ့သူတွေကရွှေတင်းကားငွေတင်းကားတွေကိုအသုံးပြုလေးရှိကြပြီးရောတာမန်လူအများစုကတော့အကျွေစိတ်ကိုပဲအသုံးပြုကြတာများပါတယ်။ ။နောက်ပိုင်းငွေဆက်ကူထုတ်လုပ်မှုများလာတဲ့အတွက်ကြောင့်မို့လို့ကတော့ကကိုအကျွေစိတ်အစားငွေဆက်ကူကိုအစားထိုးပြီးတော့လဲထည့်သွင်းအသုံးပြုလာကြပါတယ်။မြန်မာနိုင်ငံမှာလို့ပဲကတော့ကထည့်ပေးခြင်းအယူအဆကနိုင်ငံအသီးသီးမှာပုံစံအမျိုးမျိုးနဲ့ရှိနေသေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့အခြားအရှိတိုင်းနိုင်ငံအချို့မှာတော့နောက်ဆုံးခရီးစရိတ်ဖြစ်တဲ့ကတော့ကအပြင်လမ်းမစားဖို့ထမင်းထုတ်ကိုလည်းကွယ်လွန်သူအတွက်ပြင်ဆင်ထုတ်ပို့ပြီးတော့ထည့်ပေးကြလိမ့်ရှိပါတယ် ဂရုကပေးခြင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့အမြင်ကိုလည်း comment မှာရေးသွားလို့ရပါတယ်။ Horror Moment Story ကနေတင်ဆက်ပေးတဲ့အစီအစဉ်တွေအားလုံးကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် Fortune TV ရဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားဖို့အကြံပေးပါရစေ။နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။